ယခုလောလောလည်ပဲဖြစ်သွားပဲဖြစ်ပါတယ်။ဒါကတော့ရခိုင်ပြည်နယ်ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်မှာပေါ့နော်။ဘောင်းတုတ်ကျွေးရအနီးမှာအောက်တိုဘာပထမပတ်အတွင်းကဖမ်းမိခဲ့တဲ့မြို့ခတ်တင်းရင်းမြစ်တွေရနေပေါ့ဖော်ပြထားတဲ့တင်းလေးပဲဖြစ်ပါတယ်။ဒါကတော့ငတ်တကောင်ပေါ့နော်။ခလေးတွေကဖမ်းမိလာပဲဖြစ်ပါတယ်။အဲ့ဟာကို အဲ့ဖက်မှာပေါ့နော် GPS တက်စင်ပြီးဟာပေါ့နော်ဒီ GPS ကဒီကြောကောကနေပြီးလွယ်လွယ်ပြီးတက်စင်ပြီးတာဖြစ်ပါတယ်ဒီဟာကို AA တက်တော်ကိုအနယ်လပ်ပြီးလို့လဲမြောက်ဦးဒေတာခန်ကြီးကပြောကြခဲ့ရပဲဖြစ်ပါတယ်ဘလို့ငွေအမျိုးစားလဲဆိုတော့ခနာကူမှာတက်ထားတဲ့စက်ကရီယာကဘလို့အသုံးပြုလို့ဆိုတော့ဘူးတော့မသိရှိရသေးပါဘူးငွေရဲ့ခနာကူမှာစကားပြောဆက်အတန်ဖန်ဆွဲခဲ့တဲ့စက်ကရီယာတွေတက်စင်ထားတာကိုလည်းတွေ့ရတယ်လို့ရခိုင်ဒေတာတွင် ဒေတာတို့ကလူမှုကွန်ရက်ဆောင်ရနိုင်ရလို့ဤသာထားပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီအနာကပုံလေးကိုကြည့်လိုက်ပေါ့နော်။ဒါဆိုရင်ဒီငါကဘလို့မျိုးစားလဲဆိုတော့ပြည်သူတွေအနေနဲ့အကဲဖြတ်ပြီးတော့တုတ်တဲ့ကြောင်မလို့ထင်ပါတယ်။သဘောပေါ်ဝင်ချက်တွေတမားရင်းငတ်စသူတွေကငတ်တွေဘဝဆောင်ဆောင်လှူရှားသူတွေကိုတိနိုင်ဖို့အတွက်ငတ်တွေရခန္ဓာကိုယ်မှာ GPS တက်စီပြီးလေးလာလေးရှိပါတယ်။ငတ်တွေရရှားတော့လို့စစားရ ပုံစံနဲ့အမှုချက်နည်းမြဲလက်ချစားမှုအစားရှာဖို့သူရှိမှုကိုလေ့လာကြတာပါခြေရခဏနဲ့ခါရရှိလာရအချက်လက်တွေကနေပြီးတော့မျိုးသုံးဖို့အနေရရှိရမျိုးစစ်တွေကိုဘယ်လိုကောက်ရရမလဲသူတို့ရဲ့ချစားနေရတယ်ဘယ်လိုကောက်မော်ထက်ထက်ရမလဲဆိုတာကိုအစီအမံတွေချမှတ်နေလို့လည်းငှက်လေ့လာနေတူဟောပြောကြခဲ့ပါတယ်ဒီ GPS step ပေါ်တော့စက္ကရိယတက်စီတဲ့အခါမှာငှက်တီရဲ့ခြေထောက်မှာတကောင်ချင်းစီတို့တိတဲ့ ။နံပါတ်ပါတဲ့တထုကွင်းသုံးမဟုတ်ပလတ်စတစ်ကိုတက်စစ်တလို့ငှက်ရဲ့နောက်ကျောင်းမှာကျောပေါ်ကလေးလိုမျိုးချင်းတော်တက်စင်ပြီးဟာပါဒါရီကငှက်ရဲ့တိကျရဲ့လမ်းကြောင်းအရှိန်တော့အမြင့်ပင်စားအချက်လက်တွေကိုဂျိုဒူဒါကတမောင်းဖို့ဆက်လက်ကနေနေရာတွေကိုပြပြဝေးရလို့လည်းသိရှိရပါတယ်။ဒီစစ်ပစ္စည်းတွေကငှက်ရဲ့ခန္ဓာကိုယ်အလေးချိန်ရဲ့အဲလီယာကနုံထမပေါ်ဝပြုလုပ်ထားပြီးငှက်ရဲ့ပြတ်တမ်းမှုနဲ့အနေထမှုအပေါ်တက်ရောက်မှုအနည်းဆုံးဖြစ်ရောဒီဇိုင်းထုတ်ထားရလို့လည်းသိရှိရပါတယ်။ မြောက်ဦးမြို့ဟာအေးထွက်ထွက်ထားတဲ့မြို့ဖြစ်ပြီးတော့စစ်ကောင်စီကလေရင်နဲ့ကင်းထောက်တာဒရုန်းအသုံးပြုတာတွေစတာတွေကိုဖက်နဲ့ကင်းထောက်တဲ့အဖြစ်ဖြစ်နေတယ်လို့ဒေသခံတွေကဆိုနေကြပဲဖြစ်ပါတယ်။ဒါကတော့ပြီးခဲ့တဲ့အောက်တိုဘာ25ရက်နေ့ကမြောက်ဦးမြို့ဒန်းချီရော့ကတ်ကအလူအင်ကိုစစ်ကောင်စီကလေကြောင်းအောင်တွေပုံကျက်လို့ခလင်းငယ်ပေါ့ဝဲဆက်အပေါ့ဝဲလူဆချုပ်တွေရောက်ခဲ့ဖြစ်ပါတယ်။ဒါဆိုရင်ဒီဟာကပေါ့နော်ဟိုဟိုဇခိုင်ပြည်သူတို့တခုတည်း ဟိုဒီလိုမျိုးအခြေအနေတွေကိုဟိုစောင့်ကြည့်အောင်မဟုတ်ဘဲနဲ့ဒီတော်လိုင်းလုံနေကြတဲ့ပြည်သူတွေပေါ့နော်တော်လိုင်းတက်သားရောပြည်သူရောဒီလိုအခြေအနေကိုတည်ချလေးရောအလေးထားပြီးစောင့်ကြည့်တင်နေပေါ့နော်ဒီလိုမျိုးအခြေအနေကြောင့်ဒီခုနောက်ပိုင်းမှာစစ်ကောင်စီကနေလေရင်နဲ့ဘုံချဲရဒီတရားကပြည်သူတွေကိုပို့ပြီးရောပေါ်တော့တက်ချက်သားရေးတည်မလားအပေါ်ကနေပြီးတော့လေကြောင်းဆိုင်ရာရင်းနဲ့ညံ့ပြုတ်လို့နိုင်လို့လည်းထင်ပါတယ်ဒါကြောင့်ဒီလိုအခြေအနေတွေကိုမြန်မြန်တည်တည်ထားပြီးတော့ ရင်းရကောက်ကွယ်မှုစနစ်တွေပြုလုပ်နိုင်မှာလားဒီတော့လည်းရေးရအားလုံးလို့ခြင်းနဲ့ပန်းနဲ့ဝေရှိမှာပစ်ချတယ်လို့ပြောကြရင်လည်းဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ရပါစေ။နောက်ဗီဒီယိုတွေမှာလည်းဒီထက်ကောင်းတဲ့ဗီဒီယိုတွေ၊ဗီဒီယိုတွေအတွက်အချို့ရှိမှာဗီဒီယိုတွေလည်းတက်ဆက်ပြီးတော့ဖြစ်တဲ့အတွက်ဒီ channel လေးကို subscribe လုပ်ရတဲ့လုံလေးချက်ပါလို့လည်းမြင်တာရခင်ဗျာစေ။အားလုံးချစ်စုများရေးတည်ရှိပါရစေ။